တော့အောင်သားကြရတယ်ကွာစီစိုးဟာလို့ရမယ်နေဝခုလိုဖြစ်အောင်နေကောင်ကလူတွေကရိုင်းလွန်လိုက်ကြတာလေအရှိမလည်းတကားရှိရယ်ဒါမဲ့ဒီ production နဲ့ပဲ choosy နဲ့တူနေတာ choosy နဲ့တူနေလို့အဲ့အရှိမမရိုက်ဖြစ်ခဲ့ငင်းဖြစ်ခဲ့ပေါ့နော်တကားအဲ့တော့လည်း choosy နဲ့ဇလန်းစက်အင်းလေးနဲ့တူနေလို့ငင်းဖြစ်ခဲ့တော့ဒီကားကြမှာတိုက်တိုက်ဆန်ဆန် character လေးကလည်း꿰ရဲဇက်အင်းကလည်း꿰ရဲဆိုတော့ရိုက်ဖြစ်တာအဲ့လိုအဲ့လိုလေးပေါ့ ူကြီးမိမတယောက်ကလည်းအတက်ခန့်ငယ်ကောင်းလေးတယောက်ကိုအူကြီးချင်တဲ့ပန့်ကိုကျင်တယ်ဆိုတော့ဒါဟာတာပဲလေ။ဒါတော့အသေးကြရပဲကွာ။ဒီလိုအားလုံးရမယ်။နေ့ကခုလိုဖြစ်အောင်နေ့ကောင်ကလူတွေကရိုင်းလွန်လိုက်ကြတာလေ။အင်းဒီအစ်စ်ကလေ။ ရိုက်မယ်ဆိုတော့အိမ်ကအမေနဲ့ပေါ့နော်အတိုက်ခံလုပ်ပြီးတော့ရိုက်ခဲ့ရတဲ့ကားလေးပဲမမေကအမေကလုံးဝပြေးမရဒီကားမရိုက်ရဘူးပေါ့နော်ဆိုပြီးတော့တားတာအဲ့ချိန်မှာကိုကအမေနဲ့လုံးဝအတိုက်ခံလုပ်ပြီးတော့ဒီစိတ်လေးရိုက်ခဲ့အမတ်တရားပေါ့နော်အဲ့တော့အဓိကတော့အမေကတားရတဲ့အကြောင်းညာလဲဆိုတာတော်တော်လေးကိုအစိတ်ရိုက်တဲ့အချိန်မှာလူကလူမမာဖြစ်နေတာလုံးဝနေမကောင်းနန်းစုရဲ့ဒီ body က physically ကလုံးဝ weak ဖြစ်နေတာ အာနစုအဲ့ချိန်တော့ပါပေါ့နော်ကားလက္ခဏာတော့ဘာမှမဖြစ်ဘူးဒါပေမဲ့ကားရိုက်တဲ့အချိန်မှာလူကဖဲကားရိုက်တဲ့အချိန်မှာလူကအဲ့လိုမျိုးလုံးဝကိုဒီ leg အာဒီခြေောက် injury ဖြစ်ပြီးတော့ခြေောက်ကတော်တော်လေးကိုအဲ့လိုမျိုးအာဖြစ်ထားပြီးတော့တော်တော်လေးကိုအဲ့လိုမျိုးလမ်းနေပါပြေးလို့မရဘူးပြီးတော့ဈေးကုတမှုယူနေရပါဘောနော်ဘန်ကောက်မှာအဲ့လိုတွားလိုက်ပြန်လိုက်တွားလိုက်ပြန်လိုက်ကုနေရတဲ့အခြေအနေဆိုတော့ဆရာဝန်ကလည်းပြီးပြီးတော့အလုံးမလုပ်သေးဘူးဆိုတော့ ready မဖြစ်သေးရဲ့အချိန်ဖြစ်နေရပါတော့နော်အဲ့လိုဖြစ်နေရတဲ့အဲ့ဒါအမေကမရိုက်ဖို့တားလို့အမေဆိုရလဲအရိုက်ကူရဖြစ်လုံနေတဲ့အချိန်မှာတခုခု injury ထပ်ဖြစ်မှာဆိုးတာနဲ့နောက်တော့အာ ready မဖြစ်သေးရတယ်ဆိုတော့အမေကမြိုင်းနေတော့နောက်ကားရိုက်လို့ရတယ်ဆိုပြီးတော့အာပြောတော့ အဲပြောတာပေါ့နော်။ဦးမင်းတို့လည်းဖုန်းဆက်တယ်ဒီကား producer တွေကဖုန်းဆက်တယ်ဒီလိုဒီလိုပဲရိုက်လို့အဆင်မပြေလို့ရိုက်တော့ရိုက်ချင်တယ်ပေါ့နော်။ဒါပေမဲ့ဒီလိုလိုပဲဆိုတော့ပြောရချင်မှာနဲ့အကောင်ကမဟုတ်ဘူး။သမီး injury ဖြစ်တယ်ဆိုရင်လည်းသမီးဘလို့အဆင်မပြေဘူးလေ။အကောင်ကညှိနေနိုင်တဲ့အဆင်ပြောင်းလုပ်ပေးမယ်။ဒီ character လေးကသမီးနဲ့လည်းလိုက်တယ်။သမီးကိုလည်းရိုက်စေချင်တယ်ဆိုပြီးတော့အကောင်ကတော့ရတယ်။သမီးကမဟုတ်ဘူးလို့ရိုက်လို့ရှင့်ကိုကဖြစ်တတ်တယ် ကျမရင်မကောင်းတော့ကိုကြောင့်လည်းမလို့တွားပြီးတော့ဒီ production ထိခိုက်မှာဆိုဥမာကိုကဒါလုတ်ခိုင်းကိုကမလုံနိုင်ဥမာပြေးခိုင်းနိုင်ဆိုကိုမပြေးနိုင်အဲ့လိုမျိုးဆိုလှုပ်လှုပ်ရှားရပါတယ်မလုံနိုင်တဲ့ခါကျတော့ ဒရိုက်တာအနေနဲ့ကလည်းသူလိုချင်တာယူလို့မရအဲ့လိုမျိုးဖြစ်မှာဆိုလို့ဆိုဖုံးဆက်ပြရတာမဟုတ်ဘူးရဲ့အစဉ်ပြေအောင်အကုန်လုံးညှိနိုင်လုပ်ပြီးရဲ့ရိုက်ပါဆိုပြီးအဲ့လိုလေးနဲ့ရိုက်ဖြစ်သွားတာပုထုလေးကလည်းကောင်းတယ်ပြီးတော့နေရာလေးကလည်းကောင်းတယ်ဒီရင်တကိုရဲ့နေရာလေးကလည်းကောင်းတယ်ပေါ့နော်အဲဆိုတော့ရိုက်တဲ့နဲ့ကားလေးတကားဖြစ်တာနဲ့ကိုကရိုက်ဖြစ်သွားပါဘာဒီကားလေးကကောင်းတယ်ဇလန်းလည်းကောင်းတယ်ဇညုံလည်းကောင်းတယ်အကုန်လုံးကောင်းတယ်ပေါ့နော်ဇလန်းစအိမ်လေးကလည်းတော်တော်ကောင်းတယ်အဓိကတော့နန်းဆိုတော့ဒီ အတိုင်းနေနေရယူသွတ်တာဒီဇလန်းဆက်အိမ်ဇက်ကွက်ကိုလိုရမဲ့ဆက်အိမ်ပေါ့နော်အရိုက်တာပြီးတော့နောက်တစ်ခုကကျတော့ဒီချူစီရိုက်ထားတာရှိမှတကားဒီဟိုဟာဒီ production နဲ့ပဲချူစီရိုက်ထားတော့ဒီ character ကလည်း꽌ထွက်နေရဆိုတော့ရိုက်ဖြစ်တာပေါ့နော်အရှိမှလည်းတကားရှိရဒါမဲ့ဒီ production နဲ့ပဲချူစီနဲ့တူနေတာ စူစီနဲ့တူနေလို့အဲ့အရှိမမရိုက်ဖြစ်ခဲ့ဘူးငင်းဖြစ်ခဲ့ပေါ့နော်တကာအဲ့တော့လည်းစူစီနဲ့ဇလန်းစက်အိမ်နေနဲ့တူနေလို့ငင်းဖြစ်ခဲ့တော့ဒီကားကြမှာတတိုက်ဆန်ဆန်ကရိုက်တာလေးကလည်းကွဲတယ်ဇက်အိမ်ကလည်းကွဲတယ်ဆိုတော့ရိုက်ဖြစ်တာအဲ့လိုအဲ့လိုလေးပေါ့အမ်တူတဲ့အပိုင်းနဲ့ရှိဆိုမတူတဲ့အပိုင်းလည်းရှိပါတယ်ဟိုကရိုက်တာတိုင်းကတော့ဒါကတော့ဒီကိုယ့်ရဲ့ဟန်ပန်မူရာနဲ့ကိုယ်ပုံစံကနေပဲထွက်လာတာဆိုတော့လေဒါမှမဟုတ်လေဒီအမ် တူတဲ့အချက်တွေရှိတယ်မတူတဲ့အချက်တွေလည်းရှိပါတယ်ဟုတ်ပြေမှာဆိုရင်တော့ဒါသူတို့ကကျတော့ဒီငယ်တငယ်ချင်းပေါ့နော်ပြောမနာဆိုမနာလုံးဝငယ်တငယ်ချင်းတွေဖြစ်တယ်ဆိုတော့ဒီကို သူများ personal ကိစ္စကိုတော့ဝင်ပါမယ်တော့ဝင်ပြောမယ်ဆိုရင်အဲတချို့ကိစ္စတွေကမပြောတင်တာရှိရဲ့တချို့ကိစ္စတွေကျတော့လည်းပြောဖို့ပြောမယ်ရရှိရဲ့တချို့ကျတော့ဘယ်လောက်ရင်းနေရဆိုတာပေါ်မှာ motive ပြီးတော့ဒါတွေကဆုံးဖြတ်ရအောင်ဆိုတော့ဒီကိုကမှန်တိုင်းလည်းပြောလို့မရဘူးဟုတ်တိုင်းလည်းပြောလို့မရဘူးလူမုန်းခံရတတ်တယ်လေဆိုတော့အဲဒါအရန်ကိုသူတို့လိုမျိုးအနေထားမျိုးငယ်ငယ်ချင်းဖြစ်တယ်ဆိုရင်တော့ပြောမနာဆိုမနာလည်းဖြစ်တယ်ဆိုရင်တော့ကိုကတော့ပြောမိမှာပေါ့နော်ဒါပေမဲ့ပြောတဲ့ပုံစံလေးကတော့လေအာ အမှန်တိုင်းတော့ပြောမယ်ဒါပေမဲ့ကောင်းကောင်းမွန်နေတော့ပြောမိပါတော့အမှန်လည်းပေါ့လမ်းမရောက်ပြီဆိုတော့လေဟုတ်တခမ်းမဲတခမ်းမဲပါတာအဆုံးဟုတ်အမှန်တော့အဲ့ခန်းကလေရရတယ်မှာခက်တဲ့ခန်းတော့မပါဘူးလွယ်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 တယ်ပေါ့နော်ဒီ emotion ရမ်းလောက်ရတဲ့ဟာမျိုးပေါက်ကွဲရတဲ့ဟာမျိုးတော့မဟုတ်ဘူးအဲ့ခန်းဒီလိုလေးပဲ ဒီလိုလေးပဲတယောက်နဲ့တယောက်ဒီလိုလေးပဲအခြေအနေလေးပြောတဲ့ပုံစံမျိုးမှာအေးအေးဆေးဆေးလေးပဲပြောတာပေါ့ဘာလို့ဆိုတော့ရိုက်တဲ့ setting နဲ့ဒီဖြစ်တဲ့ကိစ္စနဲ့ကကြတော့ဒါ setting ကကြတော့ဒီ convenience store မှာပြောတာ ဖြစ်နေတဲ့အခါကျတော့သူကလုံးဝအေးအေးဆေးလေးပဲပြောတဲ့ပုံစံမျိုးဆိုတော့ခက်ခဲဘာမှတော့မရှိပါဘူးအဲ့လိုမျိုးတွတ်တာတော့မဟုတ်ဘူးပေါ့ဘာလို့လဲဆိုတော့အဲ့ရိုက်တော့ငါးနှစ်ကြာမှတင်မယ်လို့ဘယ်သူမှလည်းမသိခဲ့ဘူးလေနော်ဆိုတော့အဲဘယ်လိုပြင်ဆင်ခဲ့လဲဆိုတော့ तू ကလူငယ်ဖြစ်တယ်ပေါ့နော်လူငယ်ဖြစ်တယ်ဆိုတော့ပြီးတော့လေဒီလိုမျိုး convenience store မှာအလုပ်လုပ်တယ်ဆိုတော့ဟိုလိုမျိုး းဟိုရင်းတကူဆိုပေမဲ့လည်းဟိုလိုပြပြမေးလိုမျိုးတည်းရမှာဟိုရင်းရင်အဲ့လိုမျိုးလည်းမလိုဘူးပေါ့သူ character လူငယ် character လေးဆိုပြီးတော့ तू อ่ะသူတငယ်ချင်းမြောက်ကလည်းယောက်ျားလေးနဲ့ဆိုတော့အဲ့လိုမျိုးလေးပေါ့အဲဒီတိုင်းပဲဟိုအတမန်ကမလေးတယောက်ပေါ့နော်နည်းနည်းတော့ तू อ่ะဒီဟိုဘက်ကချမ်းသာတယ်ဒီဘက်ကဆင်းရဲတာကိုတော့ contrast ပြခြင်းတဲ့ဟာမျိုးဆိုတော့ကိုကဟိုအဝတ်စားဖို့လို့ရှိရင်တော့ဒီ flashy ဖြစ်တဲ့ဟာမျိုးမဟုတ်ဘူးအကွက်တွေမဟုတ်ဘူးအဲ့လိုဟို ဒီလိုအစင်းအနေနဲ့ဟာရီမိုးဘူးအဲ့လိုကြီးရှောင်းလိုက်တယ်ပေါ့နော်ကိုကတော့ဒီလိုယူယူသားအေးဆေးကောင်မလေးတယောက်ဆိုဒီ plain နေ season နဲ့ပြီးတော့ jeans ဆိုလို့ရှိရင်လည်းဒီလိုမျိုးဟိုယူယူ simple jeans ပဲဝတ်တာမျိုးများတယ်ပေါ့နော်အဲ့လိုမျိုးလေး season နဲ့ဖြစ်တာများတယ်ပြီးတော့ဆပင်ဆိုရင်လည်း styling ဘာမှမလုပ်ဘူးနဲ့ဒီ plain လေးပဲပေါ့နော်မျက်နှာဆိုရင်လည်းဘာမှတိတ်မလင်းပုံမှန်လေးပဲပေါ့အဲ့လိုမျိုးလေးပဲပြင်ဆင်ထားတာပေါ့နော်အဲ simple look လေးပဲဖြစ်တဲ့အတွက်ကြောင့်မလို့အခုချိန်ထိကြီးလိုက်တဲ့အချိန်မှာ simple ဖြစ်တဲ့ တက်ထူး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 ဘာမှဟိုအောင်ဖြစ်တာလည်းဖြစ်ပါလိမ့်မယ်။ရုပ်ရှင်ဆိုတာဒါအပြင်ရရှိတဲ့ဟာတွေအမိညမ်းပြီးတော့ယူပြီးတော့ဒါအကုန်ချမ်းယူပြီးရိုက်ကြရပဲအကုန်လုံးอ่ะဆိုတော့လေဒါရှိမှာပဲအဲဒီအဓိကတော့ဒီလိုမျိုး talk ဒီကဘာကြောင့်ကဘာနဲ့သူတို့တငယ်ချင်းတွေอ่ะပေါ့။တယောက်ကတော့စိုးတယ်တယောက်ကတော့မစိုးဘူးပေါ့နော်။ဒါပေမဲ့လမ်းမရောက်တာချင်းတော့အတူတူပဲပေါ့နော်။အဲဒါအကြောင်းကြောင်းကြောင့်လမ်းမရောက်သွားတယ်တယောက်ကကြတော့မဟုတ်ဘူးသူကဒီလမ်းကိုသူကပြပြော်ကြီးနဲ့ ဒီလမ်းကိုရှောက်တယ်ပေါ့နောက်တစ်ယောက်ကျတော့မဟုတ်ဘူးအဲသူမတက်နိုင်လို့လို့ဒီလမ်းကိုရောက်သွားတယ်ပေါ့ဒါပေမဲ့အတိလိုက်တဲ့အချိန်မှာတယောက်ကတော့ဆင်ကျင်နိုင်တယ်နောက်တစ်ယောက်ကတော့မဆင်ကျင်နိုင်ဘူးပေါ့နော်ဆိုတော့အဲလူတိုင်းလူတိုင်းကတော့တချို့တကွေ့မှာအမားကြီးဆိုတော့လောက်ခဲ့မိမှာပဲပေါ့နော်ရှိမှာပဲလမ်းမဆိုတာရောက်ခဲ့မိမတိမမတိပဲရောက်သွားမိရရှိတယ်ဒါပေမဲ့တိသွားတဲ့အချိန်မှာကိုကပြန်လဲထွက်နိုင်တဲ့လူဖြစ်ရတယ်တိရဲ့အချိန်မှာကိုကအဲဒီဟိုကလို့ပေါ့ဖောင်းမိအဲ ဟိုအလိုပေါ့အဲ့တယောက်လိုမျိုး तू ကလက်ထွက်နိုင်လို့ဖြစ်ရမယ်ဒီကဘာလိုမျိုးလက်မထွက်နိုင်ဘူးဆိုရင်သူ့အတွက်ဆိုးကျွားမှာဖြစ်မလဲဆိုတာဒါဒီလိုမျိုးပညာပေးလေးလက်ပြထားမှာလားပုံမှန်ရချက်ကချူစီနဲ့တော့မတူဘူးဒီကားကြတော့လေ तू ရိုက်တာကနည်းနည်းဟာကွဲမယ်ထင်တယ်ဒီကားမှာကြတော့ तू နည်းနည်းလေး ပို့ပြီးတော့လူငယ်ဆန်ဆန်လေးတွေရိုက်ထားတယ်ပြီးတော့ short တွေပေါ့နော်အကုန်လုံးပုံမှန်တမယိုးချမဟုတ်တဲ့ဟာလေးတွေကိုလည်းသူစိတ်စဉ်းစားပြီးရိုက်ထားတယ်ပုံပဲကြည့်ရတာလေအကုန်လုံးကအဲ့လိုမျိုးဟို close up တွေမဟုတ်ပဲねတချို့တချို့ dialogue လေးပြောတဲ့ဟာဆို dialogue ရှိတဲ့ဟာမျိုးဆိုတချို့ဆိုရင်လည်း back view လေးနဲ့ရိုက်တာမျိုးတော့ဒါမှမဟုတ်လည်းဒီလို birds eye shot လေးကပေါ်ကနေရိုက်တာမျိုးပဲအဲ့လိုမျိုးလေးသူမျိုးစုံပေါ့နော်အဲ့လိုလေးရိုက်ထားတာလေးလည်းတွေ့ရပြီးတော့တချို့ပုံမှန်ကိုသွားနေကြ location လေးကိုသူ lighting မီးလေးတွေနဲ့တေချာလှပပါအောင်ပေါ့နော်အသေးသက်လေးဖြစ်သွားရိုက်ထားတာလေးလည်းတွေ့ရတယ်အဲ့လေးရမ်းမိုက်ပါဒီအခန်းဒီဒီဒီကားလေးမှာတေဥဆောင်ရတဲ့အပိုင်းလေးကိုချိန်ပါတယ်ဒါမဲ့သူချစ်တဲ့ကောင်လေးကဟို လမ်းမရောက်သွားပြီဆိုတော့ဟာကိုသူတိတိကျကျသိလိုက်ရတဲ့အချိန်မှာဆေးရုံစင်းနေအဲ့စင်းလေးမှာဟိုကောင်လေးကသူသူမြမြွားထစ်ထင်တွေးလိုက်ရတဲ့အချိန်မှာဖြစ်သွားတယ်ခံစားချက်ပေါ့နော်အဲသူကတငယ်ချင်းတိုင်ရောဆက်လည်းရှိရဲဒါပေမဲ့ချစ်နေကြတယ်ဒါပေမဲ့ဖွင့်မပြောရသေးဘူးဆိုတော့သူ့မှာအဲနည်းနည်းခတ်နေတဲ့ပုံစံလေးနဲ့ ဖြစ်သွားတဲ့အစီအလေးအဲ့အလေးကိုလည်းသဘောကျပါတယ်ဟုတ်ကဲ့ပါဒီစိတ်ကားလေးကပေါ့နော်ဒီစိတ်ကားလေးရဲ့ character တွေကဘသူတွေကတော့စိတ်တင့်သွားတယ်ဘသူတွေကတော့ယုံထွက်နိုင်ခဲ့ပြီးတော့ဘသူတွေကတော့ဒီအချစ်စက်ကိုတွေ့သွားတယ်ဆိုတော့ပိတ်သက်တွေလာကြည့်ပါအောင်ဖိတ်ခေါ်ပါရနော်